မဲဆောက်မြို့အနီးရှိ အမိုက်ပုံနားကရက်ွက်တစ်ခုမှာမြမပီတဲကပြောင်းရွှေ့လာသူ200ခန့်နဲ့အင်ချီ100ကျော်နေထိုင်နေကြပါတယ်။သူတို့အများစုဟာစစ်ပွဲကြောင့်မတီးမြဲတဲ့ဘဝကနေလွတ်မြောက်ဖို့ကြိုးစားလာကြသူတွေပါ။ဘုဇောပါလို့မနမုန်းလဲလာသုံးနယ်လောက်ထွက်ပြီးပေါ်လိုက်ကောက် 这些搞现在搞事业了，都嫁人了，知道不？这些搞楼就过百万米啊！从那的办，那办了嘛，养嘛，过得那钱。办了说，那时候在帮忙下，那办了说了先，那候同学了呀。啊，裤子里面那个嘛，屋里有年，面，如果他们漏沙子呀，那他们在楼下我啊，啊，卖搞的，晓得嘞，宝马尾巴听见了嘛，钓钓，啊，卖搞的嘛，给他们邀请，反正那时候也得过去张三了嘛，也有我们带进。 ။ဘာညစ်ပတ်တော့ဘာဖြစ်လဲအဲ့ဒါဆိုတော့ပြောချင်ကြတယ်။ကိုယ်ပေါ်မှာဇာကျန်နှိမ့်ချကြရဲတော့ဘဝခက်ခဲခဲ့ပြီမဲ့အဖွဲ့အစည်းတချို့ကစားဖို့နေရအတွက်လူတန်းမှုတွေလုပ်ပေးနေပါတယ်။ဆရာမတူကလည်းကလေးအယောက်900ကျော်ကိုပညာသင်ကြားဖို့အတွက်အပြင်မှာအလူရှင်တွေနဲ့ချိတ်ဆက်ကူညီမှုတွေလည်းလှုပ်ဆောင်နေတာ တွေ့ရပါတယ်။အခုတော့အရှင်မပြေတော့ဒီမှာဆရာဆရာသမားတွေ ။နောက်ပြီးတော့ခရစ်စာကျောင်းဆရာသမားတွေအကူအညီပေးလို့အိမ်လည်းပါလဲဆောက်ပေးတယ်။အခုမောကတော့မရှိသေးဘူး။ဒီတိုင်းမတော်ဘဲခံနေနေရတယ်။ကိုကမရှိလို့လှုပ်ရှားတယ်။တရားနိုင်ငံမှာလည်းနေပြီးတော့မရှိလို့လှုပ်ရှားတယ်။ကြပန်းလို့လှုပ်တယ်သူများအနိုင်ခံပြီးလှုပ်ရှားနေရတယ်ဘွားမျိုးတွေပေါ့အခုတော့ဒီတိုင်းမှာကြမန်းလို့ကိုလှုပ်ပြီးတော့ဘွားဆရာဆရာသမားတွေကိုကိုင်းထောက်ပံ့ပေးလို့ခုတော့ဒီလိုနေနေရတော့ က်ဆောင်မြို့အနီးရှိအမိုက်ကောက်သမားတွေဟာအတမွေးဝမ်းကြောင်းအတွက်အကက်အခဲကြားမှာရုန်းကန်နေစေဖြစ်ပါတယ်။သူတို့အတွက်အခွင့်အလမ်းသစ်တွေဖန်တီးပေးနိုင်ပါက အမိုက်ကောက်ဘဝကနေတောက်ပတဲ့အနာဂတ်တစ်ခုသို့တက်လမ်းနိုင်မယ်လို့ယုံကြည်ကြပါတယ်။